ရသော်ပြရဲရဲဝဝပြောဆိုတဲ့အချက်၄ချက်ရှိတယ်။အဲ့ဒီအချက်၄ချက်နဲ့ပတ်သက်ပြီးတော့ရသော်ပြကိုကမ္ဘာလောကမှာလူတွေကပဲဖြစ်ဖြစ်နတ်ထဲကပဲဖြစ်ဖြစ်ပြမာတွေကပဲဖြစ်ဖြစ်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ရသော်ပြကိုတုံ့ပြန်ပြောဆိုညှင်းဆိုနိုင်တာမရှိဘူးလို့ဆိုတယ်။ညှင်းဆိုနိုင်တဲ့ပုဂ္ဂိုလ်မရှိဘူး။ ရင်းဆိုနိုင်တဲ့ပုဂ္ဂိုလ်စိုးရွံ့စရာမြတ်စွာဘုရားမလိုအပ်ရှိအဲ့ဒါကိုဒီအချက်၄ချက်နဲ့ပတ်သက်ပြီးမြတ်စွာဘုရားရှိအဝရဲ့ရဲ့ဝုံပြောတယ်ဆိုဝိသရိစ္ဆဉာဏ်၄ပါအဲ့ဒီဝိသရိစ္ဆဉာဏ်၄ပါကို ရှုစွာမှတ်သားကြည့်လိုက်ပထမချက်ကမြတ်စွာဘုရားကပင်တရားတွေကို သိတယ်သမတံဗုဒ္ဓလို့မြတ်စွာဘုရားဝန်ခံတယ်သမတံဗုဒ္ဓဆိုတာတရားခတ်သိကိုအမှန်မမှန်ကန်ကန်ကိုယ်ပညာနဲ့သိတယ်လို့ဒါရီဒါရီငါသိတယ်လို့မြတ်စွာဘုရားကိုယ်တိုင်ကရဲရဲစွာဝန်ခံထားတဲ့အချက်နဲ့ပတ်သက်ပြီးတစုံတယောက်ကလာပြီးကိုရောဒီတရားတွေတော့မသိပါဘူးဒီအချက်တော့ကိုရောသိတဲ့ထက်မပါပါဘူးလို့ထောက်ပြပြစ်တင်နိုင်စရာမရှိဘူး ဒါကြောင့်မြတ်စွာဘုရားဒီချက်နဲ့ပတ်သက်လဲရဲတင်တယ်။ရဲတင်တယ်ဆိုတော့ဒီအသိဉာဏ်နဲ့ဆုံးဖြတ်ချက်ချထားပြီ။နော်။ရဲတင်တယ်ပြောနိုင်။မင်္ဂလာကိုဘဉာဏ်နဲ့သိတယ်လို့ဝန်ခံထားတဲ့တရားတွေတကယ်ကိုသိတယ်။မသိဘူးလို့တစုံတစ်ယောက်ကညှင်းဆူထောက်ပြနိုင်စရာအကြောင်းရှိဘူး။ဒါကြောင့်ဒီချက်နဲ့ပတ်သက်ပြီးတော့လဲရဲတင်တယ်။နောက်တစ်ခုက မြတ်စွာဘုရားကခိနသဝနာမအာသောတရားတွေကုံပြီလို့ပြောတယ်။အဲ့ဒီလိုကုံပြီလို့ထုတ်ဖို့ပြောတဲ့အထက်မှာကိုရောမှာဒီအာသောတွေကျမ်းနေပါသေးတယ်။ဒါတွေကိုရောမကုံသေးပါဘူးလို့မှန်ကန်တဲ့ဘက်ကနေထောက်ပြဖြစ်တဲ့နိုင်တဲ့ပုဂ္ဂိုလ်ဆိုအရှိ။ဒါကြောင့်မို့ဒီအချက်နဲ့ပတ်သက်ပြီးတော့လေအာသောကုံပြီလို့ပြောတဲ့အချက်နဲ့လည်းပတ်သက်ပြီးတော့လေမြတ်စွာဘုရားရဲ့ရဲ့တင်နေပြောတာဖြစ်တယ်။ နောက်တတိယအချက်ကတော့ဒီမဖို့နိဗ္ဗာန်ရဲ့အဟံအတာကမ္မကုံကိစ္စတွေပြီးဝဲမဲ့ဆိုရင်ကမ္မကုံကိစ္စမိဝဲမဲ့ဆိုရင်မဖို့ရဲ့အန္တရာယ်ဖြစ်တယ်လို့မြတ်စွာဘုရားဟောထားတာရှိတယ်ဒီကာမကိစ္စဟာ မဖို့ရဲ့အန္တရာယ်ဖြစ်တယ်လို့ဟောတယ်။အဲ့တော့တရားရောက်ကလာပြီးအန္တရာယ်မဖြစ်ပါဘူးလို့ကျိုးကြောင်းစီရောသာထောက်ပြနိုင်တဲ့ပုဂ္ဂိုလ်ရှိဘူး။အဲ့တော့အန္တရာယ်ဖြစ်တယ်လို့ဟောတဲ့နေရာကိုမဖြစ်ဘူးလို့ညင်းဆိုတာနဲ့ပတ်သက်ပြီးတော့လေလုံးဝမရှိဘူးဆိုတာမြတ်စွာဘုရားကရဲရဲဝုံပြောတာဖြစ်တယ်။ဒါကတတ္တိယအချက်။စတုထအချက်ကျတော့ပါတော့ ယသဗျာကဒါဟာနိဗ္ဗာန်ရောက်ကြောင်းတရားဖြစ်တယ်။မေတ္တာပွားလို့ရှိရင်ဒေါသပြောက်တယ်။အတုပတိညာပွားလို့ရှိရင်ราคะပြောက်တယ်။အနိစ္စတိညာပွားလို့ရှိရင်ราคะပြောက်တယ်။ပညာကိုပွားလို့ရှိရင်မောဟပြောက်တယ်လို့ကမ္မထာနိလန်းနေဟောထားဒါလို့ရင်ဒါဖြစ်တယ်လို့ဟောထားတာ။ မေတ္တာဆိုတဲ့တရားကိုပွားတော်လဲပဲရင်ထဲကဒေါသမပြောက်ဘူးလို့ဒီချက်ကတော့မှားယွင်းနေပါတယ်လို့ထောက်ပြပြည့်တဲ့နိုင်ပဲပုဂ္ဂိုလ်လောကမှာဖြစ်ဘူးတကယ်လို့တကယ်ဖြစ်တယ်ရသော်ပြခေါ်တဲ့တရားနဲ့တကယ်လို့ရင်တကယ်ဖြစ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းဘုရားရဲ့ရဲ့တင်းတင်းပြောတာဖြစ်တယ်အဲ့ဒီအချက်၄ချက်ကိုနော်ပြန်ပြောမယ်ဆိုရင် တရားခတ်သိမ်းကိုကိုယ်တိုင်သိတယ်ဆိုတဲ့ချက်အာတော်ရီကုန်ပြီဆိုတဲ့ချက်မေဖို့နိဗ္ဗာန်ရဲ့အတ္တရဲ့ကိုပြုတယ်ဆိုတဲ့ချက်ဟောတဲ့အတိုင်းဖြစ်တယ်အလုဖြစ်တယ်ဆိုတဲ့ချက်ဉာဏ်နထုတ်ဆောင်တယ်အလုဖြစ်တယ်ဆိုတဲ့ချက်ဒီချက်၄ချက်နဲ့ပတ်သက်ပြီးမြင်းစုထောက်ပြနိုင်တဲ့ပုဂ္ဂိုလ်ယုတ်တိရှိပါပါလိမ့် မသိတဲ့လူရဲ့ညင်းတာအဓိကမဟုတ်ဘူးချုပ်တိရှိရှိပယ်ဖြတ်နိုင်တဲ့ပုဂ္ဂိုလ်တရားမှမရှိဘူးဆိုရင်ဒါဝိသရိစ္စဉာဏ်လေးပါ